Hello မင်္ဂလာပါဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကဆရာကက်စပါဆိုဘာသာပြန်တဲ့ရှင်းလင်းစွာစဉ်းစားခြင်းအမှုပညာ The Art of Thinking Clearly ခေါင်းစဉ်လေးကအစီအစဉ်တင်ဆက်သူတွေကိုအရန်အထင်မကြီးလိုက်ပါနဲ့ရင်မောင်းသမားအသည် Sharpa Knowledge 1938ခုနှစ်မှာယူဝဗေဒဘာသာရပ်နဲ့နိုဘယ်ဆုရပြီးနောက်ပိုင်းမှာ Max Planck ဟာ ဂျာမနီတဝမ်းလှည့်လည်ပြီးဟော့ပြောဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်။ဖိတ်ကြားခံရတဲ့နေရာတိုင်းမှာ သူဟာ quantum mechanics နဲ့ပတ်သက်တဲ့ဟော့ပြောပို့ချမှုတွေကိုပဲအမြဲလုပ်ခဲ့ပါတယ်။အချိန်ကြာလာတဲ့အခါမှာသူ့ရဲ့ရင်မောင်းဟာသူ့ရဲ့ပို့ချချက်တွေကိုအလွတ်ရလာပါတယ်။သူ့ရင်မောင်းကသူ့ကိုပြောပါတယ်ဒီပို့ချချက်ကိုကြည့်ပဲနေရာတိုင်းမှာလုံနေရတာမပြင်းဘူးလားမစ္စတာပလန့်မြူးနစ်မှာတော့ခမရအစားကျွန်တော်ပဲပို့ချချက်လုံလိုက်ပြရစီလား ခမရကတော့ကျွန်တော်ရဲ့ရင်မောင်းဝတ်စုံကိုဝတ်ပြီးရှေ့ဆုံးတန်းကထိုင်ကြည့်နေပေါ့ဒါဟာကျွန်တော်တို့နှစ်ယောက်စလုံးအတွက်အတွေ့အကြုံအစ်ဖြစ်တာပေါ့ plans plans လဲအဲ့ဒီအစီအစဉ်ကိုသဘောကျသွားပါတယ်ဒါကြောင့်အဲ့ဒီနေ့ညနေခင်းဟောပြောပွဲလုပ်တဲ့အချိန်မှာရင်မောင်းဟာဆင်မြင့်ပေါ်ကိုတက်ပြီးဖိတ်ကြားထားတဲ့ပညာရှင်တွေရှိမှ quantum mechanics အကြောင်းဟောပြောပို့ချပါတော့တယ်မကြခင်မှာပဲယူဝဗေဒပါမောက္ခတယောက်ကထားရပြီးမေးခွန်းတစ်ခုမေးပါတယ်အဲ့ဒီခါမှာပြန်မဖြေတတ်တော့တဲ့ရင်မောင်းကမြို့နှစ်မှာရှိတဲ့ပညာရှင်တွေက ဒီလိုရိုးရှင်းလွယ်ကူတဲ့မေကွန်းမေးလိုက်မယ်လို့ကျွန်တော်မထင်ထားပါဘူး။ဒီမေကွန်းကိုကျွန်တော်ရင်မောင်းကဖြည့်ပေးပါလိမ့်မယ်လို့ပြောပြီး Max Plan ကိုစင်ပေါ်တက်ဖြည့်ရှင်းခန်းလိုက်ပါတယ်။ကမ္ဘာအတော်ဆုံးယင်းနှမြုံနယ်သူတအုပ်ဖြစ်တဲ့ Charlie Munger ရဲ့အလို့ရအသိပညာဟာနှမျိုးနှစားရှိပါတယ်။ပထမကျွန်တော်တို့မှာအသိအစစ်မှန်ရှိပါတယ်။ဒီအသိမျိုးဟာဘာသာရပ်တစ်ခုမှအချိန်ပေးပြီးနက်နက်နဲနဲလေ့လာထားတဲ့သူတွေမှာရှိတဲ့အသိမျိုးပါ။ နောက်တစ်မျိုးကတော့ရင်မောင်းရင်အသည့်မျိုးပါဒါကတော့ရှိုးဘွဲတစ်ခုမှာတင်ဆက်ဖို့အတွက်အပေါ်ယံကျော်လေ့လာထားတဲ့အသည့်မျိုးပါသူတို့ဟာအဲ့ဒီအပေါ်ယံအသည့်ကိုပြောင်ပြောင်မြောက်မြောက်တင်ပြနိုင်ကောင်းတင်ပြနိုင်ပါလိမ့်မယ်ဒါပေမဲ့ဒါဟာသူတို့ရဲ့တကယ်အစ်စ်မှန်တဲ့ကိုပိုင်အသည့်တော့မဟုတ်ပါဘူးသူတို့ဟာဇညွန်းထဲမှာပါတဲ့လှပတဲ့စကလုံးတွေကိုဖတ်ပြတဲ့တေးဥဆောင်တွေလိုပါပဲလူတယောက်ရဲ့အသည့်ဟာအသည့်အစ်စ်မှန်လားရင်မောင်းရဲ့အသည့်လားဆိုတာခွဲခြားဖို့ခက်ပါတယ် သတင်းကြေညာသူတွေအစီအစဉ်တင်ဆက်သူတွေအနေနဲ့တော့အဲ့ဒါဟာအလွယ်တကူသိနိုင်ပါတယ်သူတို့ကတော့ပါတာကိုဖတ်ပြတဲ့သူတွေပါပဲလူတိုင်းသိပါတယ်ဒါပေမဲ့အန်ဩစရာကောင်းတာကအဲ့ဒါလိုဇညွန်းနဲ့ပါတာဖတ်ပြတဲ့သူတွေကိုလူတွေကတကယ်အသည့်အစ်စ်မှန်ရှိသူအဖြစ်သတ်မှတ်ပြီးလေးစားနေကြတယ်ဆိုတဲ့အချက်ပါပဲတချို့ဆိုရင်သူတို့မသိတဲ့နယ်ပယ်တွေမှာခက်တီတီနဲ့အကဲဖြတ်သူအဖြစ်တောင်ဆောင်ရွက်နေတတ်ကြပါတယ်စာနယ်ဇင်းသမားတွေကိုအကဲဖြတ်မယ်ဆိုရင် အစီအစဉ်တင်ဆက်သူတွေကိုအကဲဖြတ်တာထက်ပိုခက်ခဲပါတယ်။တချို့စာနယ်ဇင်းသမားတွေမှာအသည့်အစစ်မှန်ရှိပါတယ်။ဘလို့လူမျိုးတွေလဲဆိုတော့နေပယ်တစ်ခုကိုပဲနှစ်ပေါင်းများစွာဇောင်းပေးပြီးသတင်းယူခဲ့ကြတဲ့ဝါရင်သတင်းသမားကြီးတွေပါ။သူတို့ဟာရှုပ်ထွေးတဲ့ကိစ္စတွေကိုတော့ရှင်းရှင်းလင်းလင်းမြင်တတ်ရေးတတ်တင်ပြတတ်ကြပါတယ်။အဖြစ်အပျက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင်စောင်းပါရှေကြီးတွေနဲ့ရှင်းလင်းရေးသားတတ်ကြပါတယ်။ဒါပေမဲ့အများစုသောစာနယ်ဇင်းသမားတွေကတော့ရင်မောင်းအသည့်သာရှိတဲ့သူတွေပါ။ သူတို့ဟာခေါင်းထဲကအပေါ်ရန်အသည့်နဲ့သာစောင်းပါးတွေရေးတတ်ကြပါတယ်။ပိုဆိုးတာကတော့ဂူခဲခောက်ပြီးတွေ့ရတဲ့အချက်တွေကိုပဲရေးသားကြတာမျိုးပါ။သူတို့ရဲ့ရေးသားချက်တွေကတစ်ဖက်သက်ဆံပါတယ်၊တူတောင်းပါတယ်။ဟိုရောက်ဒီရောက်နဲ့လိုရင်းမရောက်ဖြစ်နေတတ်ပါတယ်။သူတစ်ပါးကိုဝေဖန်ပုတ်ခတ်ပြီးကိုကုတ်ကိုအမွန်းတင်တဲ့လေတံတွေပါနေတတ်ပါတယ်။အဲ့ဒါလိုရင်မောင်းရဲ့အသည့်မျိုးဟာစီးပွားရေးလောကမှာလည်းတွေ့နိုင်ပါတယ်။ကမ္ပဏီကြီးလေးလေးအဲ့ဒီကမ္ပဏီကိုစီမံအုပ်ချုပ်တဲ့ CEO ဟာ အရေးအသွေးပြည့်ဝပြီးဉာဏ်ပညာကောင်းကောင်းရှိလေလေလို့ထင်တတ်ကြပါတယ်တကယ်တမ်းမှာတော့အဲ့ဒါလိုလူမျိုးတွေဟာအပြကောင်းပြီးတကယ်တမ်းလောက်ရမဲ့အလုပ်တွေမှာကျွမ်းကျင်မှုမရှိသူတွေလည်းဖြစ်နေတတ်ပါတယ်မကြခဏဆိုသလိုပဲရှယ်ယာရှင်တွေနဲ့စီးပွားရေးဆိုင်ရာစာနယ်ဇင်းသမားတွေဟာအပြောအဟောအပြကောင်းရင်ရလက်ကောင်းကောင်းတွေရလိုက်မယ်လို့ထင်နေကြပါတယ်တကယ်လက်တွေမှာတော့အဲ့ဒါဟာဘာမှအလုပ်မဖြစ်ပါဘူးရင်မောင်းရဲ့အသည့်ကနေအကာအကွယ်ရစေဖို့မွန်ကာရဲ့စီးပွားပဲဖြစ်တဲ့ဝါရင်ပတ်ပတ်ဟာ စကားရက်လေးတခုပြောခဲ့ပါတယ်အဲ့ဒါကတော့ကျွမ်းကျင်မှုဆက်ဝိုင်းဆိုတဲ့စကားလေးပါအဲ့ဒီဆက်ဝိုင်းရဲ့အတွင်းမှာရှိတဲ့အရာတွေကိုခမည်းဟာတည်တည်ချာချာနားလည်နေပါတယ်အဲ့ဒီဆက်ဝိုင်းရဲ့အပြင်ကအရာတွေဆိုရင်တော့ခမည်းဟာတည်တည်ချာချာနားမလည်ပါဘူးမွန်ကာကအကောင်းဆုံးအကြံပေးတာကတော့ကျွမ်းကျင်မှုဆက်ဝိုင်းရဲ့အတွင်းပိုင်းကိုပဲအာရုံစိုက်ပါခမည်းပါတွေကိုနားလည်တယ်ဆိုတာနဲ့ဘာတွေကိုနားမလည်ဘူးဆိုတာသိအောင်လုပ်ပါအဲ့ဒီဆက်ဝိုင်းဘလောက်ကြီးတယ်ဆိုတာကတိတ်အရေးမပါပါဘူး တကယ်တမ်းအရေးကြီးတာကအဲ့ဒီဆက်ဝါးရဲ့အနာသက်ပေါင်းတွေဟာဘယ်နာအထိရှိတယ်ဆိုတာကိုသေသေချာချာသိဖို့ပါပြီးတော့မွန်ကာကအထူးအကြံပေးပါသေးတယ်ခမည်းရဲ့တကယ်စိတ်ဝင်စားမှုနဲ့ကြွညင်မှုရှိတဲ့နယ်ပယ်ကိုသိအောင်အားထုတ်ပါအများရောင်လို့လက်ရောက်ပြီးအဲ့ဒီနယ်ပယ်မှာခမည်းတကယ်စိတ်ဝင်စားမှုမရှိဘူးဆိုရင်ခမည်းအရှုံးနဲ့ရင်ဆိုင်ရပါလိမ့်မယ်ပြီးတော့အဲ့ဒါလို့ကိုယ်နယ်ကိုမသိဘူးဆိုရင်ခမည်းမကြွညင်တဲ့ကိစ္စတွေမှာခမည်းခက်မှန်းချက်တွေထုတ်မိပြီးအရှုံးနဲ့ရင်ဆိုင်ရပါလိမ့်မယ် ကိုဘယ်နဲ့ဘယ်မှာတော်လဲဆိုတာကိုသိဖို့လိုပါတယ်ပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုဆက်ဝိုင်းအတွင်းမှာပဲအမြဲနေထိုင်မှာနိဂုံးရှုပ်အနေနဲ့ပြောရရင်ရင်မောင်းရဲ့အသည့်တွေကိုဂရုစိုက်ပါကမ္ပဏီတစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူညွှန်ကြားချက်ထုတ်သူသတင်းစုဆောင်သူသတင်းဖြန့်ဖြူးသူတွေနဲ့တကယ်သိတဲ့သူတွေကိုမရောထွေးပါစေနဲ့အဲ့ဒီလိုလူမျိုးတွေကိုဘယ်လိုခွဲခြားကြမလဲရှင်းလင်းတဲ့မကြောက်တစ်ခုရှိပါတယ်တကယ်ကျွမ်းကျင်သူတွေဟာသူတို့ဘယ်ဟာတွေကိုသိတယ်ဆိုတာနဲ့ ဘယ်ဟာတွေကိုမသိဘူးဆိုတဲ့အကန့်အသတ်တွေကိုနားလဲပါတယ်။အဲ့ဒါလိုလူတွေဟာသူတို့မသိတာတွေဆိုရင်ငြင်းငြိမ်နေရင်လည်းနေပါလိမ့်မယ်။မဟုတ်ရင်လည်းငါမသိဘူးလို့ယူသားစွာပြောပါလိမ့်မယ်။အဲ့ဒါလိုယူသားခြင်းဟာသူတို့အတွက်နောင်တတရားမရှိစေနိုင်တဲ့အကုန်ကြီးပဲဖြစ်ပါတယ်။တကယ်မသိပဲရှောက်ပြောတဲ့လူတွေစီကတော့ငါမသိပါဘူးဆိုတဲ့စကားကိုဘယ်တော့မှကြားရမှာမဟုတ်ပဲရှောက်ပြောတာတွေပဲကြားရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။